ရှိရှိတုန်းကမြေကမ်းနားမှာရွာတရွာရှိခဲ့ပါတယ်။ဒါပေမဲ့ရေအောက်မှာတော့နဂါးတွေနေထိုင်တဲ့နန်းတော်တစ်ခုရှိပါတယ်။ဒါပေမဲ့လူသားတွေကတော့ရေအောက်နန်းတော်မှာနဂါးတွေနေထိုင်မှန်းဘယ်သူမှမသိကြပါဘူး။သူတို့ကတော့သူတို့ရဲ့ယုံကြည်ချက်တိုင်းပဲရှေခိုးပူဆော်နေကြတာပေါ့။အဲ့ဒီယုံကြည်ချက်ကအမှန်တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့မသိကြဘူး။ရဲပေါ်ငါခိုင်းတဲ့ကိစ္စဘလို့ချင်းနေရှိလဲ။ဘာသတင်းတွေရခဲ့လဲ။ကျွန်တော်မျိုးစုံစမ်းမိပါပြီ။ အခုလူသားတွေဟာအစားတော့သိပ်မရှားပါပဲကောင်းကောင်းမွန်မွန်နေထိုင်စားတော့နေကြပါတယ်ဒါပေမဲ့အရက်သေးစားတော့စားပြီးကျွန်တော်တို့ငကားတွေကိုသိပ်မယုံကြည်တဲ့လူတစုတော့ရှိပါသေးတယ်အရှင်မင်းကြီးအဲ့ဒီလူတစုကိုကျွန်တော်မျိုးဘလို့အပြစ်ပေးရမလဲဆိုတာကိုအမိန်ရှိတော်မူပါဖေဟာထားလိုက်တော့ရဲပေါ်အဲ့ဒီလူတွေမကြခင်သူတို့ရဲ့ကံအကျိုးကိုခံစားရမှာပါလူသားတွေကိုဆက်ပြီးစောင့်ကြည့်နေအောင်သူတို့ကငါတို့ငကားတွေကို ဆက်ရှိခိုးနေတဲ့၍သူတို့ဘတော်မှအငတ်မထားနဲ့ အမိန်တော်တိုင်းပါဖေဟာနေစမ်းမအောင်ငါသမီးတော်ဘယ်ရောက်သွားလဲနန်းတော်ရှိနာမှာရေကစားထွက်သွားတယ်လို့ကြားပါတယ်စစ်တီသုံးယောက်လည်းအတူလိုက်သွားပါတယ်ဖေဟာအေးဒါဆိုသွားပြီးတတိပေးလိုက်စမ်းလူတွေမြို့နာမှာတိတ်မကစားဖို့လူတွေမြင်သွားရင်ပြဿနာကြီးသွားလိမ့်မယ်အမိန်တော်တိုင်းပါဖေဟာကဲလူတွေရဲ့မြို့တော်ကိုတွားကြည့်ရမှာရှင်အခုဆိုရင်ရွာသားတွေကသူတို့ရဲ့ဘဝနေထိုင်မှုပုံစံတိုင်းပဲအသက်မဝန်းကြောင်ပြုနေကြပါတယ် မနှက်ဖြန်အနီးလေးပါလေသွားရှာရအောင်ကွာပစက်တဲထဲ့ဆရာတခုခုရလို့ရညာပေါ့မင်းပစက်တဲထဲ့ဆရာလို့ချင်းငါစစ်စင်ပေးလို့ရတယ်ကွာမင်းဘလို့လုံးမှာလဲမင်းအိမ်မှာအမီးရှိလို့လားကွာအာမရှိပါကွာငါအဖွားရဲ့စက်သားဟင်းတော့ရှိတယ်မင်းပစက်ကိုနည်းနည်းတော့ထိစေမှာပါကွာစားလို့ကောင်းမဲ့ပုံမဲဟိုပေသွားမလို့လဲအဖိုးဩနကားနဲ့ကောမှပူဆော့ဖို့ပါတာဆရာတွေယူသွားမလို့ပါ မင်းတို့လိုက်အောင်မလား။အော်မလိုက်တော့ပါဗျာ။အဖိုးပဲသွားလိုက်ပါ။ခင်းနောက်ကြတဲ့လူတွေငကားဘယ်ရလာလဲ။အဲ့ဒီရုပ်တုလှုပ်တာတော့တခါမှမမြင်ဘူး။မင်းရောဘလို့ထင်လဲကွာ။အေးငါလည်းအဲ့လိုပဲထင်တယ်။အဲ့ဒီရုပ်တုလှုပ်တာတခါမှမမြင်ဘူး။ငငယ်တည်းကအခုကြည့်တဲ့အထိအဲ့ဒီရုပ်တုမြင်ဘူးတာပဲ။တခါမှလှုပ်တာမတွေ့ဘူး။ရေထဲဆင်းတာလည်းတခါမှမမြင်ဘူး။ယုံကြည်မှုကအဓိပ္ပာယ်မရှိပါကွာ။တီရွာလူတွေကလည်းအလက်ကားပါ။မယုံကြည်ရင်လည်းမစော်ကားနဲ့လေကွာ။ ဒါဘိုးဘေးဘီပင်တွေလက်ထက်တရားယုံကြည်မှုပဲလူကြီးတွေအမြင့်မြတ်တဲ့ຢာတွေရှ िख ိုးရမယ်ငကားတွေကိုရှူသေးရမယ်ဒါမှရွာတိုးတက်ပြီးအစားအသောက်တွေပေါများမယ်မိုးခေါင်ရေရှာမဖြစ်ဘူးအစားအသောက်မပြတ်လက်ဘူးလို့ပြောတယ်မင်းတို့မယုံကြည်နဲ့မစော်ကားပါနဲ့ကွာဒါဆိုလဲမြင်မြင်သွားလေအဖိုးရဲ့အေးဒါဆိုလဲအဖိုးသွားတော့မယ်နောက်ကြနေမှာစိုးလို့အိမ်ကအလုပ်တွေလည်းလုပ်ရအောင်မယ်သွားပါဗျာမြင်မြင်သွားယုံကြည်မှုကဘာတိတ်ပဲမှမရှိဘူး ဒီအဖိုးကတော့ကွာတော်တော်အယူသီးရပဲဒီရွာလူကြီးသူမတွေကအရန်ကြီးပဲအေးထားလိုက်ပါတော့မင်းကဘာလို့စိတ်ဝင်စားနေရလဲငါတို့လောက်ကညနေအတွက်အမီးရှာဖို့လေမင်းမေ့နေပြီလားကွာအေးပါငါသွားမှာပါခဏနေညနေစားအတွက်ပါချက်ရမလဲသွားကြည့်လောက်မယ်အဖေးအိမ်ကစီတုတ်ဖို့သွားကြည့်အောင်မယ်ကွာအဖေးဘယ်မှာတိန်းထားလဲမသိဘူးအေးကွာအဲ့ဒါဆိုလဲမင်းများသွားညနေကျရင်နေရာဟောင်းမှာတွေ့မယ်နော်โอเคโอเค နဂါးနတ်ကုန်းကိုပူဇော်ပသားဆရာတွေယူသွားပေးပါအောင်ဒီနေ့အဖေသွားဖို့အဆင်မပြေလောက်အဖေနေလို့မကောင်းအဖေခဏနားလောင်မယ်ဟုတ်ကဲ့ပါဖေဘာမှမရအောင်မင်းပြောသလိုပဲမင်းကြည့်စမ်းငါမင်းနောက်ကိုလိုက်လာတာခြေတော့ကိုတိတ်ကားနဲ့ချင်းပြီးလို့ခြေတော့ကျိုးမတက်ပဲအာအညိုမဲတော်ဆွဲကုန်ပြီငါပါလို့တလောက်တောင်မှဒုက္ခရောက်နေရလဲအဖေနဲ့မင်းနဲ့နေတော့တလောက်ဒုက္ခမရောက်ပါဘူးကွာမင်းကဘာလဲညင်းနေရလဲမြေမြေလျှောက်စမ်း မင်းညီးနဲ့ဘတော်မှရောက်မှာမဟုတ်ဘူး။ငါစိတ်ပြောင်းသွားပြီကွာ။ငါညီးမလို့ချင်တော့။အဖေချက်သားဟင်းရှိတယ်။ငါပြုတ်ပြီးမင်းကိုစားဖို့ပေးမယ်။ငါလမ်းမလျှောက်ချင်တော့ကွာ။ငါမောနေပြီ။သွားမယ်။အဖေချက်သားခိုးပြီးပြုတ်စားရအောင်။အဲ့ဒါပိုးလွယ်တယ်ကွာ။မင်းပြောတာမှန်တယ်။အဲ့ဒီတိုင်းလောက်ကြဆိုတငယ်ချင်း။အေးအေးအခုစေးလိန်ဖို့သွားဝယ်လိုက်။ငါစေးဖို့ပေးမယ်။ဒီနေ့တော့စက်သားပြုတ်စားရမှာဟိအေးအဲ့လိုပြောတော့မှပဲတော်သေးတာပေါ့ကွာ သူတို့နှစ်ယောက်စကားပြောနေတော့မှပဲခေါခေါကသူ့ဖေခိုင်းတဲ့အချိန်နကားနက်ကုန်းကိုပူစော်ပတာဆရာတွေရှုပ်ပြီးဖြတ်သွားတယ်။သူငယ်ချင်းမြောက်ကအကျဉ်တစ်ခုရသွားတယ်။အဖေကြက်သားလွတ်သွားပြီ။ဟင်းခတ်မွေးကြိုင်နဲ့ကြက်သားကင်ကမျက်စိရှိမှလာပြနေမှာတော့ဘလို့လွတ်ပေးနိုင်မလဲကွာ။မင်းရောငါနဲ့ထပ်တူပဲလား။ဒါဆိုစားလိုက်ကြဆိုတငယ်ချင်းကောင်းနေရပဲကွာ။ဟင်းခတ်မွေးကြိုင်နဲ့ဆိုတော့ရှဲပဲ။သွားစားလိုက်ကြဆိုတငယ်ချင်းဒါဆိုပေါ့စောင့်နေအောင်ပါလေစားမယ်လေ အဲ့ဒါပါပဲဗျာနောက်ဆုံးတော့နှကွန်းပါတာဖို့ယူသွားတဲ့ပူစောပါတာဆရာတွေကနှကားလေးရဲ့နှကွန်းစီမရောက်ခဲ့ပါဘူးမင်းရဖေကိုဒီပူစောပါတာဆရာတွေနှကားနှကွန်းစီမရောက်ဘူးဆိုတာမပြောနဲ့နော်မင်းသာပြောရင်တော့မင်းသိပြီမင်းကပုံကြီးချက်မနေနဲ့ကွာငါဘာဖြစ်လို့လဲငါအဲ့လိုလူမျိုးမဟုတ်ပါကွာသူသာတီချောင်းကိုတခြားသူသွားပြောရင်ငါသူ့ဥကန်ခွဲဖြစ်လိုက်မယ်မင်းမှတ်ထားနောက်ဆိုကောင်းတဲ့အရာရှင်ငါတို့ပဲလာပေးရမယ်နှကားရုပ်ကိုသွားပေးစရာမလိုဘူးနော် စားတော့စရာတွေကနှမျောစရာပဲဘာလို့လဲဘာလို့တလောက်ကြာနေရလဲအော်လမ်းမှာခွေးရလိုက်ကြိုက်လို့ပူစော်စရာတွေလူယူမလို့လေအခွေးနဲ့ရံဖြစ်နေရလို့ကြာသွားတာပါဟင်ဒါဆိုဘလို့လဲပူစော်စရာတွေကမြေပေါ်ကျသွားသေးလားငကားနဲ့ကွန်းစီကိုအဖေပြောသလိုရောက်ရက်လားပြောတဲ့အချိန်ရောက်ပါတယ်အဖေနောက်ဆိုသားပဲပူစော်ပသားစရာတွေနှက်ကွန်းစီသွားဖို့ပေးပါမယ်အဖေကနေမကောင်းဖြစ်နေတော့သွားလာတာအဆင်မပြေဘူး ဒါပဲတော့ပို့ပေးတာပိုကောင်းမှထန်းနေအဖေလည်းအေးအေးဆေးဆေးနားနေလို့ရတာပေါ့အဖေအေးဒါဆိုလည်းကောင်းတာပေါ့ကွာအဖေလည်းလမ်းလျှောက်ရတာမောနေပြီဒါသွားပို့ပေးတာပဲကောင်းပါတယ်ဒါငယ်သေးတယ်ဒါအတန်ပါတယ်လေဒီနောက်မှာတော့ခေါခေါကအမိန်တိုင်းပဲငယ်ချင်းမြောက်စီကိုပူစော်ပသဆရာတွေရှူသွားပေးတယ်ဘာလို့လဲဆိုတော့သူတို့ကသူ့ကိုတတ်မှကြောက်လို့ပါအချိန်တွေကြာလာတော့ပေးအန်ဒီယာတွေကသူတို့စီကိုတဖြည်းဖြည်းရောက်လာပါတော့တယ် ဟောဘလို့ဖြစ်တာလဲဘာလို့ဒီလောက်တောင်မှမိုးခေါင်နေရလဲခေါ်ခေါ်ဒီယိုလာဆမ်းမောင်သားရဲ့ဒါပူစော်ပတာဆရာတွေကနှကုန်းစီကိုရောက်ရက်လာတာမိုးကဘာလို့အချိန်မှမရွာတာလဲဒါကအဖေခိုင်းတဲ့အချိန်မှအမြဲတမ်းသွားဖို့ပါတယ်ဖေရဲ့อืมဘလို့ဖြစ်တာပါလဲဘာများအမှားလုပ်မိလို့လဲဘာလို့ဒီလိုဖြစ်ရတာလဲအရှင်မင်းကြီးအခုလူတွေရဲ့မြို့မှာ မိုးခေါင်ကြီးရှာပိတ်ဆိုင်ပြီးအရန်ဒုက္ခရောက်နေပါတယ်။အစားအသောက်တွေရှာလာပါပြီဖေယား။သူတို့ကပူစော်ပါသားတွေနဂါးနှက်ကုန်လာဖို့သေးရဲ့လား။ကျွန်တော်မျိုးသွားကြည့်ခဲ့တာလူတွေကနှက်ကုန်ပူစော်ပါသားဆရာတွေမပို့တာနှစ်တော်တော်ကြာပါပြီဖေယား။ဒါဆိုရင်သူတို့ကူးဆိုင်ဆရာမလို့တော့ဟဲ့။ကောင်းကောင်းနေကောင်းကောင်းစားတာမကြိုက်ပဲအငက်ပေးရောပဲကြိုက်နေကြတာ။သူတို့ကိုအငက်ပေးစိုက်ပါစေ။ဒါမှသူတို့အတိတရားရမှာ။အမိန်တော်တိုင်းပါဖေယား။ဟဲ့ ခေါ်ခေါ်မလားဟုတ်တယ်ဟုတ်တယ်စီမံလိုက်တော့ဟိတ်ညီလေးဘယ်သွားမလို့လဲကွာဘယ်သွားသွားငါလို့ပဲလေဘာဆက်စုနေရလဲကြည်စမ်းကြည်စမ်းသူပြောတာငါရဲ့ပူစော်ပါတာဆရာတွေဘမလဲကြည်လေရှိလားမရှိလားဆိုတာအေးမတွေ့လို့ပေါ့ကွာမတွေ့မရှိလို့ပေါ့ပေါင်မင်းနေရလဲဟိတ်ကောင်ငါရဲ့ပူစော်ပါတာဆရာတွေဘယ်ရောက်သွားလဲဘာလို့အရှင်လို့နှက်ကိုမပို့တာလဲမင်းတို့ကြမယ်လေငါနှက်ကိုပူစော်ပါတာဆရာတွေတခါမှမရဘူးဘလို့လဲ ။အခုတော့ငါတို့ရွာမိုးခေါင်ရေရှာဖြစ်ကုန်ပြီလေ။ခင်အောင်ငါ့ကိုလာပြီးအပြစ်တင်နေတယ်။မိုးခေါင်ရေရှာတာငါတို့နဲ့ဘာဆိုင်လို့လဲ။တိတ်ပြီးမြင့်မြတ်နေတယ်ဆိုရင်ဒီညနေမိုးရွာအောင်လှုပ်လိုက်လေ။ငါပူစော်ပသားဆရာတွေယူသွားပေးမယ်။အဖေနွားတော်တတ်ပြီးပူစော်ပြစ်မယ်ကွာ။မင်းအဖေမှနွားရှိတော့လား။အိုးကြွားတာကြွားတာ။သူ့ကြွားလိုက်တာ။မင်းမသိဘူးလား။အေးပါငါတောင်းမှန်ပါတယ်ငါမသိလို့ပါအေးမင်းကြွားလိုက်ဟိုးမင်းတီလို့ပြောတော့သူတို့သိကုန်ပြီ ငါပါဆက်ပြောရအောင်မလဲရှင်အနှင်းငယ်ကြတော့သူတို့ရွာကပို့ပြီးငတ်မို့ခမလာတယ်အเจ้าရင်ကတော့မိုးမရွာတာနှစ်တော်တော်ကြာပြီလေဒါကြောင့်တတဝမျိုးစုံအသက်မရှင်နိုင်တော့ဘူးလူသားတွေလည်းအစားအသောက်တွေရှားပါလာတယ်ဟိတ်ကျွန်းမင်းအေးစစ်စစ်အိတ်ညာပဲဟာဒါဆိုမင်းကငါဘာလို့စစ်ချင်တာလဲမင်းကစားစရာရှာဖို့နီးလန်းရှာမှလေဘလို့ဖြစ်တာလဲငါတို့ရွာဘာလို့တလောက်တာမှမိုးခေါင်ညာလဲငါဖိုက်စာနေတော့ရက်တော်တော်ကြာပြီကွာ မင်းငေါ့လားမင်းနေတယ်ငါလည်းမသိဘူးကွာငါမိုးအတူလောက်တဲ့စက်ယုံပါရှမမဟုတ်တာမင်းပူရင်ရေသွားဆိုင်လိုက်ငါလည်းမင်းလိုပဲထမင်းမစားရဘူးကွာငါလည်းညင်းညာမင်းမတွေ့ဘူးလားအေးအေးစစ်စစ်အိတ်နေလိုက်သူ့လိုလိုဘိုက်ပြေးသွားလိမ့်မယ်ဟာငါတော့မခံနိုင်တော့ကွာငါရေသွားဆိုင်တော့မယ်သုံးရက်လောက်နေမှငါပြန်လာမယ်အိုက်ပန်ကသူပြောတဲ့အတိုင်းလုံးမလို့ရှိသေးတယ်နဂါမင်းသမီးကရွှေငါးကြီးတွင်ပြောင်းပြီးရှည်ထဲမှာကစားနေတာနဲ့ကြုံပါလေရော့ ြေကစားလို့မောလာတော့ကမ်းနားမှာခဏနားဖို့စဉ်းစားလိုက်တယ်။ပေးအန်တီရဲ့ကသူ့စီကိုရောက်တော့မယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ပြောလေလေစိတ်တူလေးပဲ။တငငချင်းကလည်းပြင်းတဲ့တငငချင်း။ပြင်းတာပြဿနာမဟုတ်ဘူး။စိတ်မရှိဘူး။ဟင်ဒီနာပဝန်းကျန်တော်တော်ကောင်းတာပဲ။အေးမြပြီးနေလို့ကောင်းတယ်။ဟင်ဘာကြီးလဲ။အိုးငားပဲ။ဟိုးတော်တော်ကြီးရဲ့ငားပဲ။ဟင်ဒီငါ့ကိုဘယ်လိုရောက်ဖမ်းရမလဲ။ဒီနောက်မှာတော့ကျွန်းစီကိုပြေးလာသွားပြီ။ ူတို့မြင်ခဲ့တဲ့ငါးကြီးကိုဘလို့ဖမ်းရမယ်ဆိုတာတာမင်းနဲ့မင်းတကယ်ပြောနေရလားကွာဟာတကယ်ပေါ့တော်တော်တော်မြင်မြင်သွားနောက်ကျလွတ်သွားလိမ့်မယ်ဟာငါငါမငါအစ်စ်ပဲကွာဘလို့လောက်ကြမလဲငါထင်တာတော့လေတခုခုနဲ့သူ့ကောင်းကိုရိုက်လိုက်မယ်လေတစ်ချက်ထင်းနဲ့တိတ်သွားအောင်မဟုတ်ရင်လွတ်သွားမှာနော်ခေါဟိုမကြောက်တုံးကြီးကိုတွန်းချပြီးသူ့ကောင်းပေါ်ကြောင်လှုပ်လိုက်ရအောင်တလောက်ကြီးတဲ့ကြောက်တုံးဆိုရင်တော့ရလောက်ပါတယ်ကွာအဲ့လိုပြောပြီး သူတို့နှစ်ယောက်အကျန်စီရောအကောင့်ထက်ပေါ်လိုက်ကြတယ်။သူတို့ကကြောက်တုံးကြီးကိုတွန်းချပြီးငားရဲ့ကောင်းပေါ်ကိုတက်တက်ကြောင်လှုပ်လိုက်ပါတယ်။ကြီးမားတဲ့ကြောက်တုံးကငားရဲ့ကောင်းပေါ်ကိုကျသွားပြီးတဲ့နောက်တော့ငားရဲ့ကောင်းကချက်ချင်းပဲကြီးမွသွားပြီးငားကနေရာမှာတင်တည်ဆုံသွားပါတယ်။ဒီနောက်မှာတော့အိုက်ပန်ကရွာသားတွေခေါ်ပြီးငားကြီးကိုရှီးတဲကနေမှားခိုင်းတယ်။သူတို့နှစ်ယောက်ထဲနဲ့တလောက်ကြီးတဲ့ငားကိုမနိုင်လို့ပဲ။အိုးတလောက်ကြီးတဲ့ငားဆိုရင်တော့တလောက်လောက်စားလို့ရတယ်ကွာ။ဟုတ်တယ် ငါတို့ရက်တတော်ကြောင်ဘိုက်ဝါတော့မှာပဲဟိလာကြဟိလာကြငါအသားတွေယူပြီးချက်ပြုတ်စားတော့ကြဆုံးဟိအချိန်တွေနိုင်ပေါင်းများစွာကြာသွားပြီမဲသူတို့ငါအသားကိုဘယ်တော့ပဲယူယူငါအသားကလျှော့မသွားဘူးအဲ့ဒါကတတော်ထူးဆန်းတဲ့ຢာတစ်ခုပါပဲမင်းထူးဆန်းတယ်လို့မထင်ဘူးလားကွာဒီငါ့ကိုရွာသားတွေလာယူတာအများရှိပြီ အသားဘာလို့မကုံသေးရလဲမင်းငါလို့စဉ်းစားမိရဲ့လားကွာဟာငါအကြီးကြီးပဲလေဘလို့ကုံနိုင်မှာလဲကွာ ဟုတ်ပါတယ်ငါအကြီးကြီးပဲဒါပေမဲ့မင်းကြည့်စမ်းငါတို့ကြွားသားတွေကအများကြီးလေအများကြီးလဲလာယူသွားကြပြီငါအသားဘာလို့မကုံသေးရလဲငါကြည့်တာတော့အရှင်ကအရှင်တိုင်းပဲမင်းကစိတ်ဖိစီးနေလို့ပါကွာမင်းတွေးတာတွေများနေပြီအဲ့ဒီညမှာတော့ကြွားသားအလုံးကငါအကြီးကြီးကိုရလို့ပျော်ပွဲရှင်ပွဲကျင်းပကြတယ်ငတ်မို့ခေါင်းပါနေတာကြာပြီဖြစ်တဲ့အတွက်တလောက်ကြီးတဲ့ငါးကြီးကိုရတော့အရင်ကပျော်ရွှင်နေကြတော့တာပေါ့အဲ့ဒီအချိန်မှာပဲခရီးသွားတယောက်ကဖြတ်သွားပြီး တီရွာမှာပါပွဲကျင်းပနေလဲဆိုတော့ကိုသိချင်စိတ်ဖြစ်သွားတယ်။သူတို့ကဝင်ပြီးမေးကြည့်လိုက်တယ်။မင်းတို့တီရွာမှာပါပွဲရှိလို့လဲ။ဘာလို့တီရွာလူတွေတလောက်ပျော်ရွှင်နေကြရလဲ။ဩဒီလိုလေ။ဒီနေ့မြစ်ထဲကနေရွှေငါးကြီးကောင်ဖမ်းပြီးလို့ဝေမျှစားတောက်နေကြတာပါ။တီရွာမိုးခေါင်ရေရှားဖြစ်နေတာကြားပြီလေ။အဲ့ဒါကြောင့်မလို့ဒီလိုကောင်းတဲ့အစားအစာမျိုးမစားရတာနှစ်တွေကြာပြီ။ငါအကြီးကြီးရတော့ရွာသားတွေကဝမ်းသာအားရဖြစ်ပြီးပျော်ရွှင်နေကြတာပေါ့။ယူအောင်မလားနောင်ကြီး။ငါအသာခွဲပေးမယ်လေ။ ဟမ်ဒီငါအသားပုတ်နေပြီစားလို့မရတော့ဘူးလေဘာရီပြောနေရလဲဘာလို့စားလို့မရမှာလဲရွာတရွာလုံးစားနေကြပဲဒါငါအသားမဟုတ်ဘူးဝေးရံတဲ့ကြီးကြားရောက်တော့မယ်ပြီးတော့အရာအလုံးအစင်မြေသွားလိမ့်မယ်ဒါတုဒါတုဒါတုမင်းတို့ကဘာတွေလဲငကားနှန်းတော်မှာတော့အခုချိန်မှာအရန်ကိုရှုပ်ထွေးနေပါတယ်ငကားမင်းကသူ့သမီးတော်မတွေ့တော့နန်းတော်ပြန်မလာသေးဘူးဆိုတာကိုသိသွားတယ် ဒါကြောင့်စစ်တီတွေကိုအပြေလွန်လိုက်ရှာခိုင်းနေမင်းတို့ငါသမီးကိုဘလို့စောင့်ကြည့်နေရလဲဟမ်ငါသမီးတော့ဘယ်ရောက်သွားလဲငါသမီးတော့အခုချက်ချင်းရှာဖို့အင်အားစုပြီးထွက်ရှာကြစမ်းအမိန်တော်တိုင်းမှာဖေဟာနဂါမင်းကသူ့သမီးတော်ဟာလူတွေရဲ့မြို့ကိုတိတ်ချပေါက်ရောက်သွားပြီဆိုတာကိုတန်တရားဝင်လာတယ်။သူကလူအတွင်ပြောင်းပြီးလူတွေရဲ့မြို့ကတရင်ကိုသွားဆောင်စမ်းတယ်။ဒီမှာငါတူဦးလေးမင်းဆရာရှိလို့ပါကွ။ဘာလဲဦးလေးဒီရွာမှာဘာပွဲရှိလို့လဲငါတူ။ ဘာလို့တလောက်တောင်မှစူညံနေရလဲ။ဩရွာသားတွေကရွှေငါးကြီးတောင်ဖမ်းမိလို့ပျော်ပွဲရှင်ပွဲကျင်းမနေရပါ။မင်းကရောသူတို့လိုသွားမပြုံဘူးလား။မသွားပါဘူးဗျာ။အဲ့လူတွေကကျွန်တော်မိသားစုမုန်းကြတယ်။ကျွန်တော်အဖေကနှကားကိုယုံကြည်ကိုးကွယ်လို့လေ။သူတို့ကကျွန်တော်အဖေကိုနှက်ကိုမှပူစော်ပါသားစရာတွေမပို့နိုင်အောင်တားဆီးတယ်။တချို့ကဆိုကျွန်တော်အဖေကိုနှက်ဆိုးတဆီလို့တောင်ပြောကြတယ်ဗျာ။သူတို့နဲ့သွားပြီးပျော်ပွဲရှင်ပွဲသွားလုံလဲမောင်းထုတ်ခံရမှာပဲမသွားတာပဲကောင်းပါရဲ့ဗျာ ကောင်းတယ်သားကောင်းတယ်မင်းတို့မိသားစုဟာကိုကျင့်တရားကောင်းတဲ့သူတွေပဲဒီလိုလုပ်ပါလားဒီညမုံတန်းကြီးကြနိုင်တယ်မင်းတို့တကောင်းအသေးချပိတ်ပြီးဆော့ဆော့အိတ်ကြပါဘာတန်နဲ့ကြကြအိမ်ထဲကနေလုံးဝမထွက်နဲ့နော်ဦးလေးကဘာလို့မုံတိုင်းကြမယ်ဆိုတာသိရလဲဦးလေးကမိုးလေဝသပညာရှင်လားဟမ်မဟုတ်ပါဘူးငါတူရဲ့ဦးလေးကဒီလန်းဖြစ်လာတော့ညော့ဘက်မှာမိုးတိမ်တွေတက်နေတာတွေ့လို့ပါတိညမတိုင်ခင်မှာတေချာပေါက်မိုးကြီးရွာလိမ့်မယ် အဖေရောသားရောအိမ်ညနေလုံးဝမထွက်နဲ့နော်ဒီနောက်မှာတော့ငကားမင်းဟာနန်းတော်ထဲကစစ်တီတွေအားလုံးကိုအစွမ်းပြခိုင်းပြီးအဲ့ဒီရွာကိုရေလွှမ်းမိုးအောင်လှုပ်လိုက်ပါတယ်ရွာသားတွေအားလုံးတိတ်ဆုံးကုန်ကြပြီး ရွှေငါအသားမစားတဲ့ခိုးရမိသားစုပဲလွတ်မြောက်သွားပါတယ်ငါပြောသားပဲဒီရွာမှာဘေးရန်တဲကြီးကြားရောက်လိမ့်မယ်လို့ဆရာကျွန်တော်တို့ကူညီချက်မှားတယ်ပြီးတော့အရာအားလုံးအစဉ်ပြေသွားလိမ့်မယ်ပရိသတ်တွေအားလုံးပဲ အခုဆက်လန်းလေးကိုသဘောကျနှစ်သက်မယ်လို့ယုံကြည်ပါတယ်။အခုလိုမျိုးကျမတို့ရဲ့ ZNK Channel ကိုအားပေးနေတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။